။အားလုံးပဲမင်္ဂလာပါရှင်။စဖက်ခင်ကလေးရနေကြိုဆိုလိုက်ပါတယ်။ကျမစဖက်သူနှင်းဝေပါရှင်။ဒီကနေ့တော့ဒေါက်တာဖြူတီဟာရဲ့မမီမလျောဆိုတဲ့စာအုပ်လေးတဲကလောကရန်တရားတွေကိုတည်ငြိမ်စွာနဲ့ရင်ဆိုင်ကြော်ဖြတ်ခြင်းဆိုတဲ့စာပိုက်ကလေးကိုဖျက်ပြပေးခြင်းပါတယ်။လောကရန်ဆိုတာလောကဓမ္မဆိုတဲ့စကားလုံးကနေလာတဲ့ ဘသူမဆိုကြုံတွေ့ရတဲ့ရှောင်လွှဲလို့မရနိုင်တဲ့သဘာဝတရားတွေပေါ့ခရိယံတရားတပုတ်မှာတော့အဲ့လိုအစိုးတရားတွေနဲ့ကြုံတဲ့အခါဖရာသခင်ကရှေ့မှာပူကောင်းတာတွေပြင်ဆင်ပေးထားတယ်ဆိုတဲ့ယုံကြည်ချက်နဲ့အခုလက်ရှိကိုကြင်ကြင်ခံကြုံဖြတ်ကြဖို့ပြောထားတာမှတ်သားဖို့လေတိတ်ကောင်းတဲ့ခံယူမှုမျိုးပါပဲဒါဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကတော့ဘလို့စိတ်နဲ့ကြုံဖြတ်နေကြသလဲ ကြော်ဖြတ်တင်တာလဲစဉ်းစားကြည့်မိတယ်။အကောင်လောကဒဏ်တွေကြုံနေရတဲ့အခါအခါကျအဲ့ဒါကိုလောကဒဏ်မှန်မသိဘူးချမ်းသာနေတယ်လို့မြင်တယ်။ဒုက္ခရောက်လာပြီးဆိုမှကုရကေရရှာကြတာအဲ့ဒီလိုအချိန်ဆိုတူတူကိုကို ပေးနေမိကြတယ်ရရချီကြတယ်ဖရာမြမြရှိကိုတဲ့အတိတ်ထံဝင်နေပတိစိတ်တယ်တူတူပြောရရင်မမြင်နိုင်တဲ့အခုအညီအဆောင်ရှောက်တွေယူကြတာပေါ့ ဒါလည်းအပြစ်တော့မဆိုတာဘူးစိတ်လုံးကြုံမှုရသွားတာကိုသို့တော့တကယ်တမ်းဗုဒ္ဓဆုံးမခဲ့တာကအဲ့ဒီလိုရင်ဆိုင်ဖို့မဟုတ်ဘူးတည်ငြိမ်နဲ့စိတ်ထားနဲ့ရင်ဆိုင်ဖို့တာပြောခဲ့တာဖြစ်တယ်တည်ငြိမ်နဲ့ဆိုတာကဘာလဲဆိုရင် ကောင်းတာတွေ့လဲစိတ်ကအပေါ်သက်မသွားမကောင်းတာတွေ့လဲစိတ်ကအောက်ကျမသွားပဲကံရည်ပြင်လိုငြိမ်နေတဲ့စိတ်ငြိမ်စိတ်ထားမျိုးကိုခေါ်တာ ာမန်လူတွေမှာတော့မလွယ်ဘူးပေါ့သို့တော့တတ်နိုင်သမျှအတက်အကျနဲ့အောင်အထောက်ရပါလိမ့်မယ်အဲ့လိုစိတ်မျိုးဖြစ်ဖို့ဘာလို့အပ်တယ်လဲဆိုရင်သုံးချက်လိုတယ်မန်တော့တည်နာလဲမှုမန်တော့တွေ့မန်တော့တတိ English လို့ပြောရင်တော့ right understanding right thought right mindfulness ပေါ့အဲ့ဒီသုံးခုကအစဉ်အတိုင်းလာတယ် တည်နာလေဖို့ဘာလို့လဲဘာလို့လဲဆို အတွေးတွေလည်းမှန်ဖို့လိုတယ်အတွေးမှန်ဖို့စိတ်မှာတတိရှိနေရမယ်လေလွင့်နေလို့မရဘူးစိတ်ခံစားချက်လွန်ကဲနေလို့မရဘူးအဲ့တော့အစိုးလောကဒဏ်တွေနဲ့ကြုံရတဲ့အခါဘယ်လိုတွေးရမှာလဲဆိုရင်ဒါတဘာဝပဲငါတယောက်တည်းကြုံရတာလည်းမဟုတ်ဘူးဘယ်သူမှဆိုလွန်ဆန်လို့မရတဲ့ကိစ္စတွေဖြစ်တယ် နာရောဒီတဘာဝတရားကနေကင်းလွတ်ခွင့်ရအောင် ကင်းလွတ်ခွင့်ရရအောင်ပါမို့လို့လေဘုရားဖရာကိုတိုင်းတော့ဒီလောကဓာတ်တွေကိုလွန်ဆန်နိုင်တာမဟုတ်ဘူးဆဲဆိုတဲ့လူရှိတယ်ကဲ့ရဲတဲ့လူရှိတယ်ရုပ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်ဆင်းရဲရတဲ့အချိန်ရှိတယ်ချစ်တဲ့သူနဲ့ခွဲခွာရတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးနေဆိုလဲဒါတွေဟာဒါတွေဟာ မပြေမတည်မြဲတဲ့သဘောရှိတာပဲ။ လူတွေတည်နေတဲ့တည်နေတာငါမိသားစုတဲ့လည်းမဟုတ်ဘူးခွဲခွာနေကြရတာလည်းငါကြီးမဟုတ်ဘူးဆုံရှုံပျက်စီးနေတာလည်းငါပျက်စီးကြီးမဟုတ်ဘူးဒီလိုတွေးမိဖို့လိုတယ်တကယ်တော့လောကဓာတ်ဆိုတာရွေးချယ်လို့မရဘူးဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာဒါရွေးချယ်လို့ရတယ်ဘုရားဗုဒ္ဓဟာလေလောကဒဏ်ကိုရှောင်လွဲခဲ့တာမဟုတ်ဘူး တည်ငြိမ်တဲ့စိတ်ထားနဲ့အရင်ဆိုင်ကြောဖြစ်ခဲ့တာတာဖြစ်ဖြစ်တယ်။ဒီလိုတွေးလိုက်ရင် အတိုင်းအတာတစ်ခုထိစိတ်ပူလောင်နေတာတတ်တာသွားလိမ့်မယ်။အကောင်လောကရံတွေနဲ့ကြုံရင်လည်းဒီလိုပဲချမ်းသာခြင်းအချွေရံများခြင်းလက်လာပါပေါ်ခြင်းချီးကျူးခံရခြင်းဆိုတဲ့အကောင်တရားတွေကဘာလို့လောကရံဖြစ်နေတာလဲဆိုတော့အဲ့ဒါတွေကိုတအားလိုချင်တတ်မှတ်လာတဲ့အခါမဟုတ်တဲ့အနေနဲ့စူးစမ်းတယ်။ ရလာပြီဆိုရင်လည်းတွေ့တာတယ်မမောတယ်ဘဝင်မြင့်နဲ့ဂုံမောက်တယ်ဒီတော့ဆုံးရှုံးရပြီဆိုတဲ့အခါကျသူများထက်ပြိုလဲတယ်ဒါကြောင့်လောကဒဏ်တရားလို့ခေါ်တာဆိုတော့ဒီလိုလောကဒဏ်တွေနဲ့ကြုံကြုံရခြင်းမှာလဲဒါတွေကမတည်မြဲဘူးတစ်ချိန်ဆုံးရှုံးရမှာပဲလို့ခံယူထားလိုက်ရင်ဒါတွေကိုရဖို့မဟုတ်တဲ့အနေနဲ့မကြိုးစားမိတော့ဘူး ရာယူပိုင်ဆိုင်နိုင်ချိန်မှာလည်းဘဝင်မမြင့်ဘူးမမတက်ဘူးဝင်းရှိတုံးလူမဲတမ်းမဲနာမည်ကြီးတုံးဒီနာမည်ကို အသုံးချလို့လူမှုအတိုင်းဝိုင်းကို အကျိုးပြုမယ်လက်လာပါပေါ်တုံးကုမာပူရှန်နေရာတွေကို မရှိတဲ့လူစီပြန်ဝေမြမယ်လူတန်းမဲဒီခါမတော်တဆပျက်စီးဆုံးရှုံးခဲ့ရရင်လည်းခံနိုင်ရရှိသွားလိမ့်မယ်ဒါတွေကိုမှန်ကန်တဲ့အတွေ့လို့ခေါ်ပါတယ် ကြီးကြီးကျယ်ကျယ်လည်းမဟုတ်ဘူးတဘာဝတရားကို ပြန်ဆင်ကျင်လာပါပဲအဲ့ဒီလိုဆို မြင်တဲ့အမြင်ကလည်းပြောင်းသွားပြီး right understanding ဖြစ်လာမယ်ပြိုလဲမနေတော့ပဲလှုပ်ရှားရှိတာဒီဇိုင်းမမတ်လုံနိုင်လာပါလိမ့်မယ်တရားထိုင်နေဆိုတာတခုခုဥပမာဝင်လေထွက်လေအပေါ်အာယုံဆူဆိုင်ထားမှတရားထိုင်တာမဟုတ်ဘူး တဘာဝတရားတွေကိုနှလုံးသွင်းဆင်ခြင်နေတာဟာလေတရားထိုင်တာပါပဲပမခချုပ်ဆရာတော်ကြီးဟောတယ်လို့ဆို contemplation တိတောဆင်ခြင်းတိတောစဉ်းစားခြင်းဒီလေအတိညာဏ်ရဖို့မှာအရေးကြီးပါတယ်နောက်တစ်ဆင့်ထပ်ပြောရရင်အဲ့လိုတွေးနိုင်ဖို့ကြဘာလို့လဲဆိုတတိလိုတယ်ဒါကြောင့်လေအခုခေတ်မှာ mindfulness ဆိုပြီး တင်းတင်းကျဲကျဲပြောလာကြတာပါပဲကိုစိတ်တွေကိုတိနေအောင်လေ့ကျင့်ထားဖို့လိုမယ်စိတ်ခံစားချက်လွန်ကဲနေတဲ့သူဟာ မကြည်တဲ့မှန်တဲ့ချက်ရှိမှ မတည့်ရနေတယ်လို့ပဲကိုကိုကိုဘလို့မှအမှန်မမြင်နိုင်ဘူးမုံဝါးနေမှာဒီအခါလုံမင်းလို့ရရှောက်လို့ဖြစ်ကုန်တာပေါ့ mindful ဖြစ်တယ်ဆိုတာတခြားမဟုတ်ဘူးစိတ်ကိုကြည်လင်အောင်ထားတာပဲ ကြည့်နေတော့ကိုကိုကိုမြင်နေလောကကြီးကိုကောင်းကောင်းမွန်မွန်မြင်နေအတွေးတွေမှန်လာတယ်အမြင်တွေမှန်လာတယ်ဒါကြောင့်မှန်သောတတိရှိမှုမှန်သော အတွေးဖြစ်မယ်မှန်သောအတွေးဖြစ်မှာမှန်သောသိနာလည်းမှုကိုရပါမယ်ဒီတုံးချက်ကတကယ်တော့မက်ကင်ရှစ်ပါးမှာပါတဲ့အချက်တွေပါ ဒီစကလုံးကြီးမြင်လိုက်ကြားလိုက်ရရင်နာကိုနဲ့တိတ်အလန်းမဝေးတယ်လို့ထင်သွားတာတကယ်တော့ကျွန်တော်တို့စီမှာငဘူကလေးကရှင်းနေတဲ့အချက်တွေကြီးပါပဲဒါတွေကိုအားကောင်းလာအောင်သာစူးစမ်းကြရမှာဖြစ်ပါတယ်ဒီတော့ပြန်ထုတ်ရရင်လောကဒဏ်ဆိုတာဘသူမဆိုးကြုံကြရတဲ့လောကတဘာဝပါအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်တိတိငင်ငင်ရင်ဆိုင်နိုင်ဖို့အတွက်ဆိုတဲ့ကိုကိုကိုတည်အောင်နေမယ် တတိကောင်းအောင်လေ့ကျင့်ထားဖို့လိုပါတယ်။နှစ်သဘာဝတရားတွေကိုတတ်နိုင်သမျှနှလုံးတွင်ပြီးနေစဉ်ဘဝမှာရှင်သန်နေထိုင်ဖို့လိုပါတယ်။တကယ်တော့ဥပက္ခာဆိုတာလှလူရှူလိုက်တာမဟုတ်ပါဘူး။ဘလိုလောကဒဏ်နဲ့ကြုံကြုံတုံလုံးမှုနေတဲ့စိတ်တည်ငြိမ်တဲ့စိတ်ကိုခေါ်တာဖြစ်ပါတယ်။၁၇ရက်၈လ၂၀၂၂ ဒေါက်တာဖြူတီဟာရဲ့မမီမလျောဆိုတဲ့စာအုပ်လေးတွေကလောကဓာတ်တွေကိုတည်ငြိမ်စွာနဲ့ရင်ဆိုင်ကျော်ဖြတ်ခြင်းဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါလေရှင်။စာပတ်ခံလေးကို အချိန်ပေးပြီးနားဆင်ကြကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုနော်။